င်္ဂလာပါရှင်။တောင်လိုင်းထမ်းမြေဒီဇင်ဘာလ10ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည့်ပြာကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းနိုင်ငံရဲ့လက်နက်ကြီးကြပြီးနောက်ထိုင်းနိုင်ငံသားရေးဝန်ကြီးစစ်ကောင်းဆောင်နဲ့လာတွေ့တဲ့သတင်းရွေးကောက်ပွဲအတွက်ထောင်နှံချမှတ်နိုင်မဲ့ဥပဒေအပြိုင်ဆိုင်ပြဋ္ဌာန်းလာတဲ့သတင်းနဲ့ချောင်းဆောင်မှာကြောင်မီသွေးထားပြီးဆက်ယုံတိစောက်ဖို့စစ်ကော်မရှင်စတင်ကြိုးပမ်းလာတဲ့သတင်းတွေကိုပါရှင်းစားကြပါမှာပါ။ ိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်လွှတ်တော်အမတ်တွေရဲ့ကာကွယ်မှုအရဆန်ရာဥရေချန်ထရန့်တောင်းဆိုထားတဲ့ငွေပမာဏထက်ပိုများနေတဲ့သတင်းမြန်မာစီးပွားရေးပြန်တိုးတက်လာမယ့်လက္ခဏာတချို့တွေ့ရတယ်လို့ကမ္ဘာ့ဗန်ပြောလိုက်တဲ့သတင်းနဲ့အတူမနက်ပြန်အတွက်မိုးလီဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ထိုင်းနိုင်ငံသားရေးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာမြန်မာဆက်ကော်မရှင်နဲ့နေပြည်တော်မှာဒီဇင်ဘာ9ရက်နေ့ကတွေ့ဆုံခဲ့ကြပြီးနေဆက်ဒေတာရေးရွေးကောက်ပွဲရေးနဲ့ကြားပြတ်နေနေရေးအပါအဝင်တခြားရေးရာတွေဆွေးနွေးပြခဲ့ကြတယ်လို့ဆက်ကော်မရှင်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ9ရက်နေ့ကနေပြည်တော်မှာထိုင်းနိုင်ငံသားရေးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာဆက်ကော်မရှင်ခေါင်းဆောင်တို့ဦးဆောင်တဲ့အဖွဲ့တို့ဆွေးနွေးခဲ့ကြရာနိုင်ငံသားသဘောတူညီချက်တွေဆက်လက်အကောင့်ထဲပေါ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်နေစေရေးဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေတွေဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရီနိုင်ငံတစက်ဒေတာကုံသွယ်မှုတွေပြန်လည်ကောင်းမွန်ရေးအတွက်နိုင်ငံအစိုးရနဲ့တက်မတော်နှစ်ရက်ကြာပူးပေါင်းပြီးထိမ့်သိမ်းဆောင်ရွက်သွားဖို့လိုအပ်မှုနဲ့ နေဆက်ဒေတာတရားမဝင်ကုန်သွယ်မှုတွေမရှိစေရေးထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်မှုအခြေအနေတွေနိုင်ငံနေဆက်ဒေတာမှာရှိတဲ့အွန်လိုင်းလင်းလည်လောင်းစားမှုတွေလုံဆောင်ရရှိတဲ့ KK ဘတ်နဲ့ရွှေခုတ်ကူကအစာအုပ်တွေကိုဖြိုချဖျက်ဆီးတဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကော်မရှင်ကဆိုထားပါတယ်။ဒါအပြင်နိုင်ငံနေဆက်ဒေတာမှာလက်နက်ခဲယမ်းတွေတရားမဝင်ရောင်းချနေမှုတွေကိုနိုင်ငံတော်အဆင့်ပူပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မဲ့အခြေအနေတွေမြန်မာနိုင်ငံအနေနဲ့အာဆီယံဖွဲ့ရင်းပူပေါင်းဆောင်ရွက်ရရှိတဲ့အခြေအနေတွေနဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိမှုကိုဆွေးနွေးပြစ်ခဲ့ကြတယ်လို့ထုတ်ပြန်ကြမှာပါရှိပါသည် စစ်တပ်ရဲ့ဖမ်းဆီးထောင်ချမှုကိုခံထားရတဲ့ဒေါ်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေးအတွက်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြီးခဲ့တဲ့နိုဝင်ဘာလမှာတောင်းဆိုထားပြီးအာဆီယံအနေနဲ့လည်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပြီးသွားတာမြန်မာနဲ့ဆက်ဆံဖို့အခက်အခဲရှိမယ်လို့ပြောသွားတာပါထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခီးစင်မတိုင်ခင်မြန်မာထိုင်းနယ်စပ်ဒေသကင်ပြည်နယ်မြဝီမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်နဲ့ KNU ဦးဆောင်တဲ့တော်လိုင်းအင်အားစုတို့ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကော်မရှင်တပ်ကဖိခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံဘက်ခြမ်းကိုမကြာခဏကြားရောက်ပောက်ကွဲခဲ့တာ လူထိခိုက်ဒဏ်ရာတွေဖြစ်ပေါ်ခဲ့ပါသည်စစ်ကော်မရှင်ရဲ့လက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်ထိုင်းအာဏာပိုင်တွေဟာပြန်လည်တုံ့ပြန်တဲ့အနေနဲ့မိဂိုးပုံးတွေပြန်လည်ပစ်ခတ်ခဲ့ပြီးတတိပေးတာတွေရှိခဲ့တယ်လို့နေဆက်တခြားမှာရှိတဲ့နေဆက်ဂိတ်တွေအားလုံးကိုလည်းထိုင်းအာဏာပိုင်တွေကတပတ်ကြာပိတ်ပင်ထားခဲ့တာဖြစ်ပါသည်နောက်ထပ်မြန်မာဘက်ကလက်နက်ကြီးကြီးတွေကြောက်လာခဲ့ပါကထိုင်းစစ်တပ်ကအင်အားသုံးပြုပြီးစစ်မြင့်တွေအတိုင်းလှုပ်ဆောင်သွားမယ်လို့ထိုင်းစစ်တပ်ကာကွယ်ဦးစီးချုပ်ကလည်းတတိပေးထားပါသည် အာနာသိမ်းမှုကြောင့်နိုင်ငံအနှံ့တိုက်ပွဲတွေကြေပြန့်လာနေချိန်မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ကာကွယ်ဆိုင်ရာဥပဒေတွေကိုစစ်ကော်မရှင်နဲ့တော်လိုင်းအင်အားစုတွေအပြိုင်ဆိုင်ပြဋ္ဌာန်းလာပါသည်စစ်ကော်မရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုပြတ်ပြားအောင်တနည်းနည်းနဲ့လှုံ့ဆော်သူတွေကိုရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အေးအေးယူမှုအရောက်တရာကျော်လာချိန်မှာတော်လိုင်းအင်အားစုတွေကလည်းတံပြန်တဲ့ဥပဒေတရက်ကိုထုတ်ပြန်ခဲ့တာပါမြူသားညညရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်ရုံးကပေးပို့လာတဲ့ဆရာနာရှင်စနစ်ချုပ်ငင်းရေးနဲ့ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်ဆောင်ရှောက်ရေးဥပဒေကို ီတောင်စုလွှတ်တော်ကအတည်ပြုပြထမ်းလိုက်တယ်လို့ CRPH ကဒီဇင်ဘာ9ရက်နေ့မှာအတည်ပြုကြေညာပါတယ်ရွေးချက်ကတော့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲရဲ့ပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်တွေဖော်ရင်းနဲ့အာဏာသိမ်းဆဲအုပ်စုကကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲကိုဖြစ်မြောက်စေဖို့လှုံ့ဆော်မှုတွေကိုတားဆီးဖို့နဲ့ပါဝင်ကူညီလှုံ့ဆော်သူတွေကိုရေးယူနိုင်မှုပါတစ်ဖက်မှာပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်တွေဖော်တဲ့အနေနဲ့ဆက်နာရှင်ခြုံငင်းရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းတွေတော်လိုင်းကြီးမိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုဖြစ်ပါတယ် ပြည်သူလူရဲ့ဆန္ဒဆိုတာပြီးခဲ့တဲ့2020ထွေထွေရွေးကောက်ပွဲမှာပြည်သူလူရဲ့တရားဝင်ရွေးကောက်တင်မြှောက်ခံထားရတဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့တာဝန်ကိုရယူထမ်းဆောင်ဈေးလိုတဲ့ဆန္ဒကိုဆိုလိုတာပါဘသူမဆိုအတူရောင်ရွေးကောက်ပွဲဖြစ်မြောက်စေရေးကူညီတာငွေကြေးထောက်ပံ့တာဒါမှမဟုတ်တနည်းနည်းနဲ့အကူအညီပြုတာလှုပ်ဆောင်နေကြောင်းပြစ်မှုထင်ရှားရင်အနည်းဆုံးထောင်နှံ6လကနေအများဆုံးထောင်နှံ3နှစ်ထိဖြစ်စေ7သိန်း50အောင်မနှိမ့်နဲ့ငွေဒဏ်ဖြစ်စေဒဏ်ရာရုံးဖြစ်စေချမှတ်နိုင်တယ်လို့ဖော်ပြပါတယ် ဥပဒေအရဆေးရုပ်စုကဖွဲ့စည်းထားတဲ့ပြည်သူ့ရွှေကောက်ပွဲကော်မရှင်ပါဝင်တိုင်းဒါမမဟုတ်ပြည်နယ်ခရိုင်မျိုးနယ်ရက်ကွက်ဒါမမဟုတ်ကျေးရွာအုပ်စုတီဖွဲ့စည်းတဲ့ရွှေကောက်ပွဲကော်မရှင်မှာပါဝင်တဲ့ပုဂ္ဂိုလ်တွေကိုရည်ယူဖို့ပြဋ္ဌာန်းထားတာပါ။ဒါအပြင်ဆေးရုပ်စုကကျင်းပတဲ့ရွှေကောက်ပွဲအသီးသီးမှာပါဝင်ရှင်ပြိုင်မှုဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်မှာအမည်စရင်းတင်သွင်းတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုပါရည်ယူမှာဖြစ်ပါသည်။ဒီအတွက်ခေါင်းဆောင်မှုအဆင့်အလဲလက်အဆင့်နဲ့အောက်ခြေအဆင့်ပါဝင် မတမာတဲ့နီလန်းနဲ့အာနာရယူဖို့ကြိုးပမ်းသူဘသူမဆိုပြည်သူလူထုရဲ့ဆန္ဒကိုစန့်ကျင်ကဖောက်ဖျက်ကျူးလွန်ရင်အဆင့်လိုက်ပြဌာန်းထားတဲ့ပြည်မှုပြစ်ဒဏ်တွေချမှတ်နိုင်ပါလိမ့်။အမြင့်ဆုံးပြစ်ဒဏ်အဖြစ်အနည်းဆုံးထောင်နဲ့၅နှစ်ကနေအများဆုံးထောင်နဲ့၁၀နှစ်ထိဖြစ်စေ၊ကျက်သိန်း၅၀၀အောက်မနှိမ့်နဲ့ငွေဒဏ်ဖြစ်စေ၊ဒဏ်ရာလုံးဖြစ်စေချမှတ်နိုင်တယ်လို့ဥပဒေမှာဖော်ပြပါလိမ့်။ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေကိုလည်းအနည်းဆုံးထောင်နဲ့၃နှစ်ကနေအများဆုံးထောင်နဲ့၅နှစ်ထိဖြစ်စေ ချက်သိန်း900အောင်မနှိမ့်နဲ့ငွေတန်းဖြစ်စေဒဏ်နဲ့ရလုံးဖြစ်စေချမှတ်နိုင်တာပါဆန္ဒရှင်စနစ်ခြုံငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံခွင့်ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေကိုပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသားအလုံးပေါ်အကျိုးတက်ရောက်မှာဖြစ်ပါတယ်ဒါပေမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထိတွေ့ဆက်ဆံသူတွေနဲ့အရက်ပတ်ဆိုင်ရာကယ်ဆယ်လုပ်ဆောင်သူတွေဟာဒီဥပဒေအရပြစ်မှုပြစ်ဒဏ်တွေနဲ့တတ်ဆိုင်ခြင်းမရှိစေရလို့ဆိုပါတယ် ဥပဒေအရဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေးကော်မရှင်ကိုဖွဲ့စည်းပြီးတော့အတူရောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမရှိစေရေးအများပြည်သူကိုတင့်လျော်တဲ့နည်းလမ်းနဲ့အသိပေးဖို့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေပေးထားတာဖြစ်ပါသည်လူတို့ရဲ့ဆန္ဒကိုစန့်ကျင်ရေးဒါမှမဟုတ်အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်စေရေးလှုံ့ဆော်နေကြောင်းအထောက်အထားနဲ့တကွာဆက်သွယ်အကြောင်းကြားလာရင်အဲ့ဒီလူကိုဖမ်းဆီးနိုင်ရေးဖမ်းဝရမ်းထုတ်ပေးတာရှာဖွေဝရမ်းထုတ်ပေးတာတို့ပါဝင်ပါလိမ့်အဲ့ဒီလိုဖမ်းဆီးတဲ့အခါမှာ NUG ဆိုရလောက်မှာရှိတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေလုံခြုံရေးတပ်ဖွဲ့တွေ မာမိတ်ဒေါ်လာကြီးလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါသည်။အဲဒီကနေဖန်စီပီစီကြောင်းကော်မရှင်ရုံးဒါမှမဟုတ်ကော်မရှင်ရုံးဘက်ကိုအကြောင်းကြားလာရင်တရားစွဲဆိုနိုင်ဖို့ဆက်လက်ဆောင်ရွက်တဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်တွေဥပဒေမှာထည့်သွင်းထားတာပါ။ဒီကရနိုဝင်ဘာ30ရက်နေ့ကရွေးကောက်ပွဲဝင်ပြိုင်မဲ့ကြားဖြူပါတီလိုလူတီများတဲ့ရှမ်းတိုင်းဒေသမြောက်ဒီမိုကရက်တစ်ပါတီကကိုစလဲလောင်ဦးဝေလင်းထက်ကိုမကွေးတိုင်းပကောက်ကူမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်မှာဒေသတော်လှန်ရေးတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့မြမလင်းသတင်းစာမှာဖော်ပြပါရီမော်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်သူတွေကိုပြဋ္ဌာန်းထားတဲ့တရားမဝင်အတုရောက်ရွေးကောက်ပွဲစန့်ကျင်ဆိုင်ရာဥပဒေနဲ့စတင်အရေးယူနိုင်ပြီလို့နိုဝင်ဘာ29ရက်နေ့မှာတန်လွင်တိုင်းကိုဖြေကြားထားပါရီမြန်မာနယ်ချောင်းဆုံမြို့နယ်ဘလူးကျွန်းမှာအာဏာသိမ်းစစ်ကော်မရှင်ကပြုတ်နီးပညာကူညီတဲ့ကြောင်မီးသွေးသုံးတအားပေးစက်ရုံတိစောက်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရီ စစ်ကောင်ရှင်ခန့်ဘူမီနယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းဦးဆောင်တဲ့အဖွဲ့ဟာပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကကြောင်မီသွေးတအားဘေးဆက်ယုံတိဆောက်ဖို့ချောင်းဆောင်မြို့နယ်တရေကြီးရွာရှိမင်္ဂလာဒုက္ခကျောင်းတိုင်မှာဒေသခံတွေနဲ့တွားရောက်တွေ့ဆုံခဲ့တာပါအဲ့ဒီတွေ့ဆုံပွဲမှာဥအောင်ကြည်သိန်းကနိုင်ငံတော်ရဲ့ညှက်စစ်တအားလူဝဲချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်30မဂါဝက်ကြောင်မီသွေးသုံးတအားဘေးစက်ရုံကိုချောင်းဆွန်မြို့နယ်ရှိကလီကြီးရွာနဲ့ဒရယ်ကြီးရွာကြားမှာတိစောက်သွားမယ်လို့အတည်ပြုလာတာပါ။ ကြောင်မီသေးသုံးတအားပေးစက်ယုံတိဆောက်ရတာဟာနိုင်ငံတော်ရဲ့လျှက်စစ်တအားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရင်းနဲ့ဒေသတွင်းလျှက်စစ်တအားပြည့်ဝရရှိစေဖို့ဖြစ်တယ်လို့ဦးအောင်ကြည်သိန်းကဆိုပါတယ်။ချောင်းဆောင်ဒေသခံတို့ကတော့ကြောင်မီသွေးစက်ယုံဟာကောင်းကျိုးရောဆိုးကျိုးရောရှိပေမဲ့ဆိုးကျိုးအနေနဲ့တန်းကားကဏ္ဍအပြင်လူတွေကိုပါထိခိုက်မှုတွေရှိလာနိုင်တယ်လို့တန်လွင်တိုင်းကပြောပါတယ်။အေးဟာနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးဆိုးကျိုးတော့နှစ်ခုစလုံးရှိကြပါလေ။ဆိုးကျိုးဆိုရင်အဲ့ကမြင့်ကြီးတွေအဲ့ဒီဘက်ကြာသွားရင် မုတ်တမကွေးကိုပဲစိန်လို့ရမယ်စိန်လို့လို့ရှိရင်ဒီပါနာရပါဖောက်တဲ့ချိန်မှာလာချတဲ့ချိန်ညီရတယ်ဆိုတော့အဲ့မှာပေါ့ကျွန်တော်တို့မုံကြီးထဲမှာစားသုံးနေတဲ့ငါးရပဇုံတွေကနန်းတွေမရှိဘူးပါဖောက်တဲ့နေရာဒီတော်လေးရှိတော့အဲ့နေရာအဲ့ဘက်တော့ထိခိုက်မှုရှိမှာပေါ့နော်လူတွေနဲ့ပတ်သက်ပြီးတော့လေဒီအနာအဆိုးတွေထိခိုက်မှုရှိ ဒါအပြင်ကောင်းကျိုးအနေနဲ့ကြောင်မီးသွေးဆက်ယုံကြောင့်ပြည့်စင်မီးရမှာမှန်ပေမဲ့အမှန်တကယ်ဒေတာတွင်းကိုပေးမလားဆိုတာကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ဒေတာတွင်းကိုမပေးဘဲတခြားနေရာကိုရောင်းစားပါကဒေတာခံတွေအတွက်နှစ်ခါနှစ်တာမှုရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။အာနာသိန်းစစ်ကော်မရှင်ဟာကြောင်မီးသွေးသုံးဓာတ်အားပေးဆက်ယုံတိစောက်ဖို့အတွက်ကလီကျေးရနဲ့ဒရေကျေးရကြားမှာဒေတာခံတွေရဲ့လေယာဉ်မြေပါဝင်ဧက90ကိုဝယ်ယူထားပါတယ်။ ကျောင်းမီသေးသုံးတဲ့အားပေးဆက်ယုံကိုတရုတ်ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြီးခဲ့တဲ့နှစ်ဇွန်24ရက်နေ့ကတရုတ်တမ်မတ်ချန်ဟိုင်လာရောက်စဉ်စစ်ကုံရှင်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုခဲ့တာပါကျောင်းမီသေးသုံးတဲ့အားပေးဆက်ယုံတိစောက်ဖို့အတွက်ခွင့်ပြုချက်ရရှိတာပြီးဖြစ်တယ်လို့ဆက်ယုံတိစောက်ဖို့အတွက်လည်းတရုတ်နိုင်ငံကကုမ္ပဏီနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်းဆိုခဲ့ပါသေးတယ်မွန်ပြည်နယ်မှာတော့ပြီးခဲ့တဲ့ဦးသိန်းစိန်ဆိုရလက်ထက်ကရေးမြို့နယ်အန်တီကြီးရွာမှာကျောင်းမီသေးသုံးတဲ့အားပေးဆက်ယုံတိစောက်ဖို့အတွက် MOU MOE လက်မှတ်ရေးထိုးခဲ့ပေမဲ့ဒေသခံတွေကန့်ကွက်ခဲ့တာကြောင့်လက်ရှိချိန်ထိရင်နာထားရပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ် အမေရိကန်လွှတ်တော်အမတ်တွေဒီဇင်ဘာလ9ရက်မှာမိတ်ဆက်လိုက်တဲ့နှစ်စဉ်ကာကွယ်ရေးမူဝါဒဆိုင်ရာဥပဒေကြမ်းကလာမယ့်နှစ်အတွက်အမျိုးသားလုံခြုံရေးအသုံးစရိတ်ဒေါ်လာ901ဘီလီယံစံချိန်တင်သုံးဆွဲခွင့်ပြုရေးတောင်းဆိုထားပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်တောင်းဆိုထားတဲ့ပမာဏထက်ဘီလီယံပေါင်းများစွာပိုများနေသလိုယူကရိန်းသို့စစ်ရေးအကူအညီဒေါ်လာတန်400ပေးပို့မယ့်အစီအစဉ်လည်းပါဝင်ပါတယ်။ ။စာမျက်နှာ၃ထောင်ပါရှိတဲ့အဲ့ဒီဥပဒေစာမှာစည်ရင်းဝင်စစ်သားတွေအတွက်လားစာ၄၀၀ခန်းတိုးမြင့်မှုပါဝင်နေပေမဲ့အပိတက်ဥပဒေစာမှာပါဝင်လာလိမ့်မယ်လို့လွှတ်တော်အမတ်တချို့မျှော်လင့်ထားခဲ့တဲ့အင်အားဆောက်လုပ်ရေးလွှတ်တော်နေရာစလုံးရဲ့ကြိုးပမ်းမှုကိုတော့ခြံလက်ထားခဲ့ပါတယ်။ လူဝီစီယာနာပြည်နယ်ရီပပ်ဘလစ်ကန်အမတ်အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆင်ကအဲ့ဒီဥပဒေကြမ်းကြောင့်နယ်စပ်လုံခြုံရေးအားကောင်းလာမှာဖြစ်တယ်လို့ကာကွယ်ရေးလုပ်ငန်းတွေပဲလဲတိုးတက်လာမှာဖြစ်ပြီးထရန့်ရဲ့အစီအစဉ်တွေကိုတိုးတက်ညံဆန်စေလိမ့်မယ်လို့ပြောထားပါဗျ။အဲ့ဒီအစီအစဉ်ဟာအခုနှစ်စောစောပိုင်းကထရန့်ရဲ့ရီပပ်ဘလစ်ကန်အပေါင်းအဖော်တွေပဲထိန်းချုပ်ထားတဲ့လွှတ်တော်နှစ်ရက်စလုံးကအတည်ပြုခဲ့တဲ့အမျိုးသားကာကွယ်ရေးလုံပိုင်ခွင့်အဥပဒေရဲ့မူကွဲတွေကြားညှိနှိုင်းထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ 2026ခုနှစ်ဗန်နာရီအတွက်အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ192.6ဘီလီယံခွင့်ပြုပေးဖို့ထရန့်ကမေလအတွင်းလွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီအတုံးစရိတ်တွေမှာကာကွယ်ရေးဝန်ကြီးဌာနအတွက်ရန်ပုံငွေတွေအပြင်တခြားအေဂျင်စီတွေနဲ့လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာစီမံကိန်းတွေအတွက်ရန်ပုံငွေတွေလည်းပါဝင်ပါတယ်။အောက်လွှတ်တော်ဥပဒေကြမ်းကအတုံးစရိတ်ကိုအဲ့ဒီပမာဏသတ်မှတ်ခဲ့ပေမဲ့အထက်လွှတ်တော်ကဒေါ်လာ925ဘီလီယံခွင့်ပြုခဲ့ပါတယ်။ အမျိုးသားကားကွယ်ရေးအခွင့်အာဏာဆိုင်ရာအဥပဒေကပင်ဒဂွန်ရဲ့စီမံကိန်းတွေကိုလုံးပိုင်ခွင့်ပြုပေမဲ့အဲ့ဒီအတွက်ရန်ပုံငွေထောက်ပံ့မှုမရှိပါဘူး။2026ခုနှစ်စက်တင်ဘာမှာအဆုံးသတ်မဲ့ဗန်ဒါယီနှစ်အတွက်အတုံးစီဥပဒေကြမ်းကိုလွတ်တော်ကတည်ကြအတည်ပြုရမှာဖြစ်ပါတယ်။အဲ့ဒီလိုဥပဒေကြမ်းမျိုးဟာဒီမိုကရက်လွတ်တော်အမတ်တွေနဲ့ရီပက်ဘလီကန်လွတ်တော်အမတ်တွေကြားသတင်းပတ်များစွာကြားတကားပိတ်နှိမ်နိုင်ပြီးမှထွက်ပေါ်လာလိမ့်ရှိပေမဲ့ဒီနှစ်ဥပဒေကြမ်းကတော့ရီပက်ဘလီကန်ပါတီနဲ့ပဲပိုသက်ဆိုင်နေပုံရပါတယ်။ ပြည်ခဲ့တဲ့မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ရဲ့ရိုက်ခတ်မှုတွေလက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ရဲစိန်ခေါ်မှုတွေရှိနေပေမဲ့မြမစီးပွားရေးပြန်တိုးတက်လာမဲ့လက္ခဏာတချို့ရှိနေပြီးလာမဲ့ဗန္ဒာရေးနှစ်အတွင်းအသရင်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP 300ခန့်လောက်ပြန်လည်တိုးတက်လာနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းကြောင်းဒီဇင်ဘာ9ရက်မှာပြောပါရီစီးပွားရေးဖွံ့ဖြိုးမှုပြန်လည်ဦးမော့လာမယ်လို့ခန့်မှန်းရတာကငလင်ဘေးအလွန်ပြန်လည်တိဆောက်ရေးနဲ့အများဆုံးထိခိုက်ရာဒေသတွေအတွက်ရည်ရွယ်တဲ့အကူအညီတွေဆက်လက်ပေးပို့မှုတို့ရဲ့မောင်းနှင်အားကြောင့်ဖြစ်တယ်လို့ ကမ္ဘာပိုင်ရဲ့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။စီးပွားရေးပြန်နလန်ထလာမဲ့အဲ့ဒီဆော့ဆော့ပိုင်းလက္ခဏာတွေကအားတက်စရာကောင်းပါတယ်လို့ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာကမ္ဘာပိုင်ဌာနကွယ်ညွှန်ကြားရေးမှူးမီလနာဂုတ်ကကြေညာချက်မှာဖော်ပြပါတယ်။ဒါပေမဲ့မြန်မာစီးပွားရေးဟာအကန့်အသတ်တွေရှိနေတဲ့ပြန်လည်တည်ဆောက်ရေးဗဏ္ဍာငွေထောက်ပံ့ပေးနိုင်မှုလက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်နဲ့မလုံခြုံမှုနဲ့ယုံကြည်စိတ်ချလို့မရတဲ့လက်စစ်တအားပေးဝင်မှုတို့ပါဝင် စွန့်စီရကောင်းတဲ့တားဆီးတွေနဲ့ဆက်လက်ရင်ဆိုင်နေရတော့မယ်လို့သူကပြောပါတယ်။အဲဒီစင်ကန်စာနဲ့ပတ်သက်လို့မှတ်ချက်ပြုပေးဖို့ရိုက်တာသတင်းဌာနကနေပြည်တော်မှာရှိတဲ့စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုရှိဘူးလို့သိရပါတယ်။နိုင်ငံလူကြီးရဲ့31ရာခိုင်နှုန်းဒါမှမဟုတ်လူပေါင်း18တန်းအပေါ်ရိုက်ခတ်မှုရှိခဲ့တဲ့မတ်လကကြီးမားတဲ့ငလင်လှုပ်ခတ်မှုပြီးရနောက်မတ်လမှာအဆုံးသတ်မဲ့လက်ရှိဗန္ဒရေးနှစ်အတွက်မြမစီးပွားရေး1.5ရာခိုင်နှုန်းအားနဲ့သွားလိုက်မယ်လို့ကမ္ဘာ့ဘဏ်ကဇွန်လအတွင်းခန့်မှန်းခဲ့တာပါ ရစ်စတာစကေး9.9%အဆင့်ရှိတဲ့ငလျင်လောက်ခံမှုကြောင့်အခြေခံအဆောက်အုံတွေနဲ့အုပ်ဝင်တိုက်တာတွေပြည့်စည်မှုတန်ဖိုးဟာကန်ဒေါ်လာ7ဘီလီယံတနည်းအားဖြင့်နိုင်ငံ GDP ရဲ့14%ရာခိုင်နှုန်းရှိတယ်လို့ကနအုပ်ခံမရကြောင်းကမ္ဘာ့ဘဏ်ကကြေညာပါတယ်။နိုဘယ်ငင်းချမ်းရေးဆုရှင်ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့ရတားဆုရကိုဖြုတ်ချပြီးစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီကအနာသိမ့်လိုက်ပြီးတဲ့နောက်မြန်မာနိုင်ငံမှာဝရုံးသုံးကားအခြေအနေတွေဖြစ်ပွားနေပြီးတော့ပြည်တွင်းစစ်ပြင်းထန်နေပါတယ်။ဒီဇင်ဘာ28ရက်ကနေစတင်ပြီးတော့2026ဇန်နဝါရီထိစစ်ကောင်းဆောင်တွေကရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားပါတယ် လူခွင့်ရေးဖွဲ့ရီနဲ့အနောက်နိုင်ငံတချို့ကရွေးကောက်ပွဲဟာစစ်ဗိုလ်ချုပ်တွေနိုင်ငံကိုဆက်လက်ထိန်းချုပ်နိုင်ရေးကျင်းပတဲ့အထူးရောင်ရွေးကောက်ပွဲဖြစ်တယ်လို့ပြောဆိုရှုံချထားကြပါသည်မနက်ဖြန်ဒီဇင်ဘာလ9ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပြီးတော့မှာပါ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်အရမြန်မာနိုင်ငံတပြည်လုံးမှာတိုင်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ပင်္ဂလာပင်္ဂလာပင်လယ်အော်မြောက်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာအများအပြစ်တာယာနိုင်ပြီးကြံကပ်ပလီပင်လယ်ပြင်နဲ့ပင်္ဂလာပင်လယ်အော်တို့မှာတိုင်အတင်းတက်မှတိုင်ထူထန်နိုင်ပါတယ်။ တနင်္သာရီကံယိုရန်ရခိုင်ကံယိုရန်မြို့ဝကျွန်းမော်ဒေသနဲ့မုတ်တမကွေဘက်တို့မှာအရှိဘက်ကလေဟာတနင်္သာရီ10မိုင်မှ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်တင့်ရှိနိုင်ပါတယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အတောင်ပိုင်း၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေ့အပူချိန်တွေကြာဆင်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူများကြာဆင်းနိုင်ပါတယ်။ အနေဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ22ဒီဂရီစင်တီဂရိတ်ရှိတဝယ်မြို့မှာ20ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကုန်းတို့ကနေပြီးတော့ရာယူဖော်ပြတာဖြစ်ပါတယ်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X TikTok နဲ့တန်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။